ဒီနေ့တော့ကဘာဝချန်ခန်းချင်းနဲ့ဆက်နေလေးဖြစ်ပါတယ်ခန်းကြီးနဲ့ဆက်နေလေးအငယ်1မှ14အဘယဟန်ဒီအိုရွေအသက်ရွေကြီးရဲ့လှပြီဒါရဖျားဒီအရာရာ၌သူ့ကိုကောင်းချီးပေးတော်မူပြီအဘယဟန်ဒီမိမိအိမ်သားတို့တွင် အသက်ကြီး၍ဗန္တာဆိုးလုတော်သူကိုခေါ်လေ သင်ဒီငါနေသောခန္ဓာအမျိုးသမီးတို့တွင်ငါသားမှုမရကိုမရွေးမြူပဲငါပြည်ငါအမျိုးသားချင်းတို့ထံသို့တော်၍ငါသားဤဆက်ဖို့မရကိုယူရမည်ဟုသင်ဤလက်ကိုငါပောင်အောင်၌ထားပြီးမှကောင်းကင်မြေကြီးအရှင်ဘုရားသခင်ဒါဝရဘုရားကိုတိုင်တည်၍ငါချင်းဆူစေပါမည်ဟုဆို၏ကျွန်ကလည်းမိမသည်ဤပြည်သို့မလိုက်မလာလိုလျင် ကိုရောထွက်လာသောပြည်သို့ကိုရောဤသားကိုတဖန်ကျွန်တော်ခေါ်သွားရပါမည်လို့ဟု မေးလေသောအာဗြဟံကထိုပြည်သို့ငါသားကိုခေါ်၍မတော်နှင့်တတိပြုလောငါဖအီအိမ်မှ၎င်းငါအမျိုးသားနေရာပြည်မှ၎င်းငါကိုခေါ်၍သည်အမျိုးနွယ်အားဤပြည်ကိုငါပေးမည်ဟုငါအားဗျာဒိတ်တော်ပေး၍ချိန်ဆိုတော်မူသော ကောင်းခင်ဘုံရှင်ဘုရားသခင်သာရဘုရားဒီ မိမိကောင်းငင်တမန်ကိုတင့်ရှိ၌စေလွတ်တော်မူသည်ဖြင့်တင်းဒီထိုပြီမှငါသားဖို့မယားကိုယူရလိမ့်မည်မိမှသည်တင်းနှင့်အတူမလိုက်လို့လျင်တင်းဒီယခုငါပေးသောချိန်ဆခြင်းနှင့်ကင်းလွတ်စေငါသားကိုထိုပြီသို့ခေါ်၍မတော်နေဟု ဆိုပြီးမှကျွန်သည်တခင်အာဗြဟံဤပေါင်အောင်၌လက်ကိုထား၍ထိုအမှု၌ချိန်ဆလေ၏ထိုကျွန်သည်လည်း မိမိသခင်ဤဥစ္စာရှိသမျှကိုစီရင်တော်သူဖြစ်၍သခင်ဤကလောအုပ်စုထဲကကလောအုပ်ဆယ်စည်းကိုယူ၍ထသွားသဖြင့်မေတောပောတာမိတိုင်းနာခေါ်မြို့သို့ရောက်လေ၏မိမများရေခတ်သောညံဥယျာအချိန်၌မြို့ပြေရေတွင်နားမှကလောအုပ်တို့ကိုဝတ်စေပြီးလေအကျွန်ုပ်ဤသခင်အာဗြဟံဤဖျားသခင်ဒါဝရဖျားယနေ့အကျွန်ုပ်အကြံကို ထမြောက်စေ၍အကျွန်ုပ်၏သခင်အာဗျံဟန်၌ဂျေစုပြုတော်မူပါဟု အကျွန်ုပ်ဆုတောင်းပါ၏အကျွန်ုပ်သည်ဤရေတွင်နားမှရက်နေ၍ထိုမြို့သူတို့သမီးတို့သည် ရေခတ်ခြင်းငာလာကြသည်တွင် အချင်းတို့သမီးကို ကျွန်ုပ်တောက်ခြင်းငာတင်းရေဘူးကိုချပါဟုဆိုသောတောက်ပါတင်းကလအုတ်တို့ကိုလည်းရေတိုက်ပါမည်ဟု ပြန်ဆိုသောတို့သမီးသည် ကိုရောဤကျွန်ဤဆက်ဖို့ခံထားတော်မူသောသူဖြစ်ပါစေသောထိုသောအာဖြင့်အကျွန်ုပ်ဤတခင်၌ဂျေစုပြုတော်မူကြောင်းကို အကျွန်ုပ်သိရပါမည်ဟုလျှောက်ဆို၏အငယ်၅မှ28ထိုသောလျှောက်ဆို၍မပြီးမီအာဗြဟံအကိုနာခေါမယာမိခါလတာဘေတွေလိုက်သမီးရေဘက်ခာသည်ယေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏ထိုသူတို့တမိသည်အလွန်အဆင်းလှ၍ယောက်ျားနှင့်မဆက်ဆံသေးသောကညာဖြစ်၏ရေတွင်သို့ဆင်း၍ရေဘူးကိုရေနှင့်ဖြည့်ပြီးမှ တက်လာ၏ကျွန်သည်လည်းထိုမိမနှင့် တွေ့ခြင်းကပြည့်၍တင်ဤရေဘူး၌ရေအနှဲငယ်ကိုတောက်ပြရစီဟု ဆိုလေသောမိမကတောက်ပါလောအရှင်ဟု ဆိုသည်ဖြင့်မိမိလက်ပေါ်မှအလျင်မြန် ရေဘူးကိုချ၍ရေကိုပေးလေ၏ရေကိုပေးပြီးလျှင်တင်းဤကလေးအုပ်တို့သည်လည်းဝါစွာတောက်เสียဖို့ရေခတ်ပါမည်ဟု ဆိုသည့်အတိုင်းအလင်းမြန်ဘူးနိုင်ရှိသောရေကို ရေတိုက်ခွက်ထဲကလောင်းပြီးလျှင်တဖန်ခတ်ချင်းကရေတွင်သို့ပြေး၍ကလေးအုပ်အဖို့ရေခတ်လေ၏ယောက်ျားသည်ထိုမိမ့်မကိုအံ့ဩ၍မိမိရောက်လာသော အမှုကိုသာရဖျား ပြုစုတော်မူသည်မမူသည်ကိုတိလို့၍တိတ်ဆိတ်စွာနေလေ၏ကလအုပ်များကို ရေတောက်စီပြီးသောနောက်ယောက်ျားသည် အချိန်ငါးမူးရှိသော ရွှေနှွဲအချက်၁၀အချိန်ရှိသော ရွှေလက်ကောက်တံကိုထုတ်၍တင်းဒီအဘဲသူ၏တမိဖြစ်သည်။ကျွန်ုပ်ကိုပြောပါတင်းအဖအိမ်၌ကျွန်ုပ်တို့တဲခိုစီရအရက် ရှိသလိုဟုမေးလေတော့မိမကကျွန်ုပ်သည် နာခေါ်ဤမယာမိလက္ခာဖွားမြင်သောဘေးတွေလဤသမီဖြစ်သည်ဟု၍၎င်းကျွန်ုပ်တို့၌မြေချောက်များစားပွေတောက်ဖွဲများနှင့်တဲခိုစီအရက်လဲရှိသည်ဟု၍၎င်းဆိုလေ၏ထိုအခါယောက်ျားသည်ဥညွတ်ချ၍ဒါရုရဖျားကိုကိုးကွယ်လျက်ဂိူနာတစ္ဆာတော်ကိုအကျွန်ုပ်တခင်မှယူသိမ့်တော်မမူသောအကျွန်ုပ်တခင်အာဗျဟံဤဖျားတခင်ဒါရုရဖျားသည် မင်္ဂလာရှိတော်မူစေတည်းလမ်းမှာတွားလျက်ရှိသောအကျွန်ုပ်ကိုသာရဖျားသည်အကျွန်ုပ်သခင်ဤညီအကိုတို့အိမ်တို့ပို့ဆောင်တော်မူပါသည်တကားဟုမွတ်ဆို၏တို့သမီးသည်လည်းပြေး၍အမိဤအိမ်၌ဤရာများကိုကြားပြောလေ၏အငယ်၂၉ကိုမှ၃၈ရေဘက်ကနိုင်လာဘန်အမိရှိသောမောင်တယောက်ရှိ၏ လာဗန်ဒီယောက်ျားရှိရာရေထွင်းသို့ပြေးသူဒီနှဆွဲကို၎င်းနှမလက်၌လက်ကောက်ကို၎င်းမြည်၍ထိုယောက်ျားသည်အကျွန်ုပ်ကိုဤသို့ပြောသည်ဟုနှမရေဘက်ကာဆိုသောစကားကိုကြားသောအခါရေထွင်း၌ကလအုပ်အနားမှရက်နေသောယောက်ျားထံသို့ရောက်သောအခါသာရဖျားကောင်းချီးပေးတော်မူသောသူ ကျွန်ုပ်အိမ်သို့ဝင်ပါလော့ပြင်၌အဘဲကျောက်ရက်နေသည်နီ အင်ကို၎င်းကလအုပ်များနေရရက်ကို၎င်းကျွန်ုပ်ပြင်ပါပြီဟုဆိုသည်ဖြင့်ယောက်ျားကိုအိမ်သို့တွင်း၍ကလအုပ်တို့တစားကိုချွတ်ပြီးမှ သူတို့အားမျက်ချုံနှင့် စားစရာကို ပေး၏ယောက်ျားခြေလိုက်တော်သူ၏ခြေဆေးဖို့ရေကိုလည်းပေးလေ၏သူရှိမှစားစရာကိုထည့်သောအခါသူက ကျွန်ုပ်သည် ကိုအမှုကိုမပြောမီမစားလိုပါဟုဆိုလျင်ပြောပါဟုဆို၏ ယောက်ျားကလည်းကျွန်ုပ်ကအာဗြဟံဤကျွန်ဖြစ်ပါ၏သာဝရဖျားသည်ကျွန်ုပ်ဤသခင်ကို အလွန်ကောင်းချီးပေးတော်မူသည်ဖြင့်သူသည်ကြီးမြတ်ခြင်းသို့ ရောက်လေပြီတိုးစုနွားစုရွှေငွေကျွန်ယောက်ျားကျွန်မိန်းမကလအုပ်နှင့်မြဲများတို့ကို ပေးတော်မူပြီကျွန်ုပ်သခင်ဤမယားစာရာသည် သခင်အသက်အိုသောအခါသူအားသားကိုဖွမ်းမြင်သည်ဖြင့် ထိုသားအားဥ္စာရှိသည်မြကိုတခင်သည် အပေးပြီကျွန်ုပ်ဤတခင်ကလည်းတင်သည်ငါနေသော ခန္ဓာအမျိုးသမီးတို့တွင်ငါသားမှုမရကိုမရွေးပဲငါဖအီအေငါအမျိုးသားချင်းတို့ထံသို့တော်၍ငါသားမှုမရကိုယူရမည်ဟုအကျွန်ုပ်ကိုကြိမ်ဆိုစေ၏အငယ်39မှ49 အကျွန်ုပ်ကလည်းမိမသည် မလိုက်လိုလျင်အဘယ်သို့နည်းဟုသခင်ကိုမေးလေသောသခင်ကအကျဉ်သာဝရဖျားသခင်ရှိတော်၌ငါတော်လာ၏ထိုဖျားသည်မိမိကောင်းငင်တမန်ကိုတင်နှင့်အတူဆေလွတ်၍တင်တော်သောအမှုကို ပြုစုတော်မူသည်ဖြင့်ငါမျိုးသားချင်းငါဖအိမ်တဲကငါသားဖို့မယားကိုယူရမည်ငါမျိုးသားချင်းတို့ထံသို့ရောက်သောအခါ တင်ဒီငါပေးသောချိန်ဆိုခြင်းနှင့်ကင်းလို့စေထိုသူတို့သည်မိမကိုမပေးတော်လဲတင်ဒီငါပေးသောချိန်ဆိုခြင်းနှင့်ကင်းလို့စေမည်ဟုပြော၏ကျွန်ုပ်သည်ယနေ့ရေတွင်းသို့ရောက်ပြီးလျှင် ကျွန်ုပ်သခင်အာဗျာဟံ၏ဖျားသခင်ဒါဝရဖျား အကျွန်ုပ်ရောက်လာသောအမှုကိုယခုပြုစုတော်မူလျှင်အကျွန်ုပ်သည်ရေတွင်းနားမှရပ်နေ၍ရေခတ်ခြင်းငှာလာသောအကျဉ်သမီးကညာကို ကျွန်ုပ်တောက်ဖို့ တင်ဤရေဘူး၌ရေအနှဲငယ်ကို ပေးပါဟုတောင်းတော်တောက်ပါတင်ဤကလအုတ်တို့ဖို့လေရေခတ်ပါမည်ဟု ပြန်ဆိုသော သမီးကညာသည်ကိုရော့ကျူဤသားဖို့ခန့်ထားတော်မူသောမိမဖြစ်ပါစေသောဟုရှောက်ဆို၏ထိုတို့စိတ်နှလုံး၌ရှောက်ဆို၍မပြီးမီရေဘက်ကသည်ရေဘူးကိုထမ်းလျက်ထွက်လာသဖြင့်ရေတွင်သို့ဆင်း၍ရေခတ်သည်ကို ကျွန်ုပ်မြင်လျှင်ရေတောက်ပြရစေဟု သူ့ကိုတောင်းလေတော့သူဒီအလင်းမြန်ပဖုံးဘောကရေဘူးကိုချလျက်တောက်ပါလော့တင်းဤကလအုတ်တုကိုလည်းရေတိုက်ပါမည်ဟုဆိုသည့်အတိုင်းကျွန်ုပ်တောက်ရ၏ကလအုတ်တုကိုလည်းရေတိုက်လေ၏ကျွန်ုပ်ကလည်းတင်းဒီအဘဲသူဤတမိဖြစ်သည်ဟုမေးတော့သူကကျွန်ုပ်သည်မိလက္ခာဖွမ်းမြင်သောနာခောတာဘွေတွေလိုက်တမိဖြစ်သည်ဟု ပြောဆို၏ကျွန်ုပ်သည်လည်းသူ၏မျက်နှာ၌ နဆွဲကို၎င်းသူ၏လက်၌လက်ကောက်တို့ကို၎င်းထဲ့ပြီးလင်ဥညွတ်ချ၍ကျွန်ုပ်သခင်အကိုဤမြေကိုသခင်ဤသားဖို့ယူစေခြင်းဟံမှန်သောလမ်းဖြင့်ပို့ဆောင်တော်မူသောကျွန်ုပ်သခင်အာဗြဟံဤဖျားသခင်သာရဖျားကို ကောင်းချီးပေး၍ကူးကွယ်လေ၏ယခုတွင်တင်တို့သည်ကျွန်ုပ်သခင်၌တစ္ဆာနှင့်ကျေးဇူးပြုမိမပြုမိကိုပြောပါကျွန်ုပ်သည်လည်း လက်ရလန်းဖြစ်စေလက်ဝဲလန်းဖြစ်စေတလန်းလန်းတို့လိုက်သွားပါမည်ဟုပြောဆို၏အငယ်90မှ61လာဘန်နှင့်ဘေသွေလတို့ကလည်းဤအမှုသည်သာဝရဖျားစီရင်တော်မူသောအမှုဖြစ်၏အကျွန်ုပ်တို့သည်တင့်အား ကောင်းမကောင်းကို မပြောနိုင်ပါရေဘက်ကသည်တင့်ရှိ၌ရှိပါ၏ယူသွားပါလောသာဝရဖျားမိန်တော်မူသည့်အတိုင်း သည်တခင်သားဤမယံဖြစ်စေဟု ပြန်ဆို၏ထိုစကားကိုကြားလင်အာဗြဟံကျွန်သည်ဥညွတ်ချ၍ဒါရဘုရားကိုကိုးကွယ်ပြီးမှငွေဖလားရွှေဖလားအဝတ်အစားများကိုထုတ်၍ရေဘက်ခာအားပေး၏သူဤအမိမောင်အားလည်းအဖိုးထိုက်သောလက်ဆောင်ကိုပေး၏သူနှင့်သူဤအဖော်အပေါင်းတို့သည်စားတော့၍ညကိုလွန်စေပြီးမှ နာနေရန်၌ထလေကျွန်ုပ်ဒီသခင်ထံသို့ ပြန်ပြရစီဟုဆိုလေတော့မောင်နှင့်အမိက မိမကလေးဒီကျွန်ုပ်တို့ထံမှဆယ်ရက်ခန့်လောက်နေပါစီဦးနောက်မှ သူကိုတွားပါစီမည်ဟု ဆိုကြ၏ထိုသူကလည်းကျွန်ုပ်ကိုမစည်းတားပါနှင့်ဒါဝရဖျားဒီကျွန်ုပ်ရောက်လာသောအမှုကို ပြုစုတော်မူပြီးကျွန်ုပ်ဒီသခင်ထံသို့တွားရသောအခွင့်ကို ပေးပါလောဟုဆိုလျင် သူတို့ကမိန်းကလေးကိုခေါ်၍သူ့အလိုကိုမေးပါဦးမည်ဟု ဆိုသည်နှင့်ရေဘက်ကကိုခေါ်၍တင်သည်ဤလူနှင့်အတူယခုလိုက်မည်လောဟု မေးသောအခါကျွန်ုပ်လိုက်ပါမည်ဟုဆို၏တို့ဖြစ်၍မိမိနှမရေဘက်ကနှင့်သူ၏အထင်းကို၎င်းအာဗြဟံကျွန်နှင့်သူ၏လူတို့ကို၎င်းလွှတ်လိုက်ကြ၏ ရေဘက်ခကိုလည်းတင်သည်ကျွန်ုပ်တို့၏နှမဖြစ်၏အတောင်းအသိန်းတို့၏အမိဖြစ်ပါစေသောတင်၏အမျိုးနွယ်သည်ရန်သူတို့၏တကားများကိုအစိုးရပါစေသောဟု ကောင်းချီးပေးကြ၏ရေဘက်ခနှင့်သူ၏မိမငယ်တို့သည်ထား၍ကလအုပ်ကိုစည်းလျက်ထိုယောက်ျားနှင့်အတူလိုက်ကြ၏ထိုသို့အာဗြဟံကျွန်သည်ရေဘက်ခကိုဆောင်းယူတော်လေ၏ အငယ်62မှ69ထိုအခါတောင်ပြည်အတွင်း၌နေသောဣဇက်သည်ဘီရတ်လဟေရောလမ်းဖြင့်ရောက်လာသည်ဖြစ်၍ညာဝုချိန်၌ဆင်ကျင်လူသောငါတောရက်သို့ထွက်သွား၍မျှော်ကြည့်လျင် ကလအုပ်များလာသည်ကို မြင်လေ၏ရေဘက်ကာသည်လည်းမျှော်ကြည့်၍ဣဇက်ကိုမြင်သောအခါကလအုပ် အပေါ်မှဆင်းပြေးလျင် ျနုပ်တို့ကိုကြိုဆိုခြင်းကတော၌လာသော ထိုသူကအဘယ်သူနည်းဟုကျွံကိုမေးလေသောကျွံကထိုသူသည်ကျနုပ်သခင်ဖြစ်ပါ၏ဟု ပြောဆိုသောစကားကိုကြားနေရေဘက်ကသည် မျက်နှာဖုံးကိုယူ၍ဖုံးလေ၏ကျွံသည်လည်းမိမိပြုလေသမျှတို့ကိုဤဆက်အားကြားပြောပြီးမှဤဆက်သည်မိမိအမိစာရာ၏တဲသို့ရေဘက်ကကို ဆောင်ယူ၍စုံဖက်လေ၏ရေဘက်ကကိုချစ်နှစ်မြို့သဖြင့်အမိတေသောအမှု၌တက်တာခြင်းတို့ ရောက်လေ၏ခေနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘပါ